အမတွေ့နေတာပဲဘာဖြစ်ဆိုတော့ AI နေကျွန်မပြောတာเนาะ AI ကလေကျွန်မနာမည်ဒီပါမယ်တဘောကဟိုရုပ်ဒီပါမယ်ဆိုလို့ရှိရင်ကိုရှိကိုရောက်အောင်စိုက်ဆိုင်မြဲမြဲလာပြလာလीเนาะ AI ဆိုတဲ့တဘောက TikTok မှာဆိုလဲလीအမှယောက်ျားဓာမဲတွေနဲ့စောင်းပြောချိတ်ပြောပြီးတော့မှလင်းရိုင်းရိုင်းဆိုင်ဆိုင်နဲ့ပြောနေတဲ့သူတွေတွေ့တယ်ကျွန်မเนาะသူတို့အကောင့်ညီကျွန်မ screen shot အောင်ရိုက်ထားသေးတယ်တိတ်ဆိုးလာရင်ဆိုပြီးတော့မှလीစခရင်ရှော့အောင်ရိုက်ထားသေးတယ်ဒါပေမဲ့ပြန်ပြီးတော့မှကြည့်လိုက်တော့လဲတုံ့ပြန်လို့ကောင်းလောက်တဲ့အဆင့်အနေထားတွေနဲ့လူပုဂ္ဂိုလ်တွေမဟုတ် ဘူးကျွန်တော်တို့တွေကအရေးသွေးနှိမ့်တဲ့သူတွေနဲ့ကစကားချင်းရှင်ပြောလို့ကိုဘလို့မှအဆင်မပြေဘူးเนาะဘလောက်စကားပဲပြောပြောသူတို့ရဲ့အုံနောက်ညံညံသွေးမှာနားလည်နိုင်စွမ်းမရှိတဲ့သူတွေနဲ့ဆိုကျွန်တော်တို့ကခွန်းတောင်းပြန်ပြီးတော့မှစကားပြောဖို့အတွက်ကအဆင်မပြေဘူးเนาะဆိုတော့ကျွန်တော်ကယောက်ျားကြီးဓာမဲနဲ့အမလေးအမျိုးဆောင်ကျိုးခုံအာ ပြောနေတာရင်အမเนาะမလေးအမကျွန်တော်ကတော့ဟိုအမကိုကလာတို့เนาะဘဘာတို့ညာတို့တွေ့နာမည်နေเนาะစ ဆိုတော့ပြောပါရပါတယ်ဒါပေမဲ့ဟိုစောင်းမပြောနဲ့ဒဲ့ပြောလို့ရတယ်เนาะဒဲ့ပြောလို့ရတယ်စောင်းပြောတာကျတော့ယောက်ျားမဆန်ဘူးပေါ့เนาะအဲ့တော့ကျွန်မပြန်ပြီးတော့မှခုနှုတ်နေပြန်ပြီးတော့မှငါ့ကိုဒီလိုပြောလို့ဘလို့ပဲချမ်းသာပါညာရန်ဖြစ်ဖို့ရိအစီအစဉ်မရှိဘူးဘာဖြစ်လို့ကျွန်မ Facebook ပေါ်မှာကျွန်မရက်တည်နေတယ်ကျွန်မ social ပေါ်မှာရက်တည်နေတာလူတကာနဲ့ယံဖြစ်နေတဲ့ပုံစံမျိုးနဲ့ယက်တည်နေတာမဟုတ်ဘူးကျွန်မလူတွေကကျွန်မကိုယံဖြစ်နေတယ်လို့ထင်ပြီးတော့မှ ပြောနေတဲ့သူတွေကညံရင်နေလို့ကျွန်မကအများနဲ့တက်ဆိုင်တဲ့ကိစ္စတွေကို အများဝိုင်းပြီးဆဲဆိုနေကြတဲ့ကိစ္စတွေကိုအဆဲအဆိုမပါဘဲနဲ့ကျွန်မကကျိုးချောင်းစီလျော်စွာနဲ့ဝေဖန်ထောက်ပြတာ နော်ဝေဖန်ထောက်ပြတာကျမပြောသည်မျှစကားတိုင်းကိုလည်းနားထောင်ရမယ်နင်ပြောတဲ့စကားကိုငါတို့ကနားထောင်စရာလိုအနေကဘာကောင်မှမလို့လဲဆိုတော့ကျမပြောတဲ့စကားတွေကိုနားထောင်ပါလိုက်နာပါကျင့်သုံးပါလို့ကျမဘယ်သူ့ကိုမှမပြောဘူးဟုတ်တယ်လားလူဆိုတာကြိုက်ရင်လည်းကြိုက်မှာပဲမကြိုက်ရင်လည်းမကြိုက်ဘူးပဲလိုတဲ့သူကယူမလိုတဲ့သူကပယ်လိုက်ဒါပဲရှင်းရှင်းလေးပဲဟုတ်တယ်လားအဲ့တော့အဲ့လိုအဲ့တော့ဒီလိုမျိုးဝေဖန်နေထောက်ပြတယ်ဆိုတဲ့နေရာမှာလည်းချစ်ချင်းမုန်းကြီးမပါပဲနဲ့ကျမတို့ကအများအကျိုးအတွက်အနေနဲ့ပဲဝေဖန်ထောက်ပြတာရှိတယ်အဲ့တော့ဒီလိုဝေဖန်ထောက်ပြပြီးလို့လေ ဒီလူပေါ်မှာအမုန်းတရားကြီးနဲ့တိုက်ခိုက်เสียရလဲကျမတို့ဘာမှမရှိဘူးเนาะအဲ့တော့လမ်းတွင်ကျမခေါ်နိုင်တယ်လို့ကျမပြောပါတော့လားဟုတ်တယ်လားဆိုတော့ဟိုတယောက်နဲ့တယောက်နဲ့အပြူတော်ပေါ်နဲ့ထောက်ပြတဲ့ဟာပဲရှိတယ်ဆဲဆိုရိုင်းဆိုင်ပြီးတော့မှတိုက်ခိုက်တာမျိုးမဟုတ်ဘူးအခုဒါပေမဲ့တော်တော်များများကတော့ဆဲဆိုရိုင်းဆိုင်ပြီးတော့မှတိုက်ခိုက်တာ personal attack လုပ်တာရုပ်ကဘလို့အတန်ကဘလို့ဘယ်ဟာကဘလို့ကျမတခါမှမလူတွေကိုအဲ့လိုမပြောဘူးဘူး ပြဿနာတစ်ခုကျမတို့က hot issue တစ်ခုကိုကျမတို့ကမြင်နဲ့အမြင်နဲ့အစင်တန်းရှိရှိနဲ့ရှုမြင်သုံးသပ်တာနော် personal attack လုပ်ပြီးတော့မှဆဲဆိုရိုင်းဆိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ personal attack လုပ်ပြီးဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေကိုဘာပြောချင်လဲဆိုဘာမှမပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့စကားချင်းရှင်ပြောဖို့တောင်မတန်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမပြောချင်ဘူးနော်အဲ့တော့ယောက်ျားကြီးတွေဓာမဲတွေလည်းတွေ့တယ်နော်တွေ့တယ်မတွေ့တာမဟုတ်ဘူးတွေ့တယ်တွေ့တယ်တွေ့တယ်ဒါပေမဲ့ မပြောချင်ဘူးကျမရက်တီနေနဲ့ရက်တီချက်က ရိုးရှင်းနေเนาะအဲ့တော့ကျမကိုနေရာတကာပါတယ်လို့ပြောအောင်လဲတနိုင်ငံလုံးပါနေတဲ့ကိစ္စတွေလေဟုတ်လားကျမလည်းဒီနိုင်ငံသားတွေရဲ့နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမလည်းပါမှာပေါ့ဟုတ်လားတနိုင်ငံလုံးတောင်မှပဲပါနေတာပဲအေးဒါပေမဲ့လူတိုင်းစီပါပြီးဆဲဆိုရိုင်းဆိုင်ပြီးတော့မှပါနေတာထက်ဆိုင်ကျမပြောဆိုဆွေးနွေးတဲ့ဟာကပို့ပြီးတော့မှထိရောက်မှုရှိတယ်ဒါသေးကြတယ် နော်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမတို့ရက်တည်နေတဲ့အနေအထားအရတခွန်းဆိုတခွန်းထိမိတယ်တခွန်းဆိုတခွန်းထိရောက်တယ်ပြောဆိုပုံပြောဆိုနီးတင်ပြပုံတင်ပြနီးအရဒါကြောင့်မလို့အများနဲ့တက်ဆိုင်တဲ့အကျိုးရှိစေတဲ့ကိစ္စတွေဆိုပါဝင်ပြီးတော့မှပြောနေရတာကျမလည်းကိုထမင်းကိုစားပြီးပြောတာကျမကဘယ်သူမှတပြားတစ်ချက်နဲ့လာပေးတာမဟုတ်ဘူး attention လိုချင်နေတော့ Facebook က like တွေလိုချင်လို့တော့ TikTok ကဘာတွေလိုချင်လို့လို့ပြောအောင်လဲကျမ Facebook တွေကျမ TikTok တွေက monetization တစ်ခုမှစားပြီးတော့မှလုပ်နေတဲ့အကောင့်တွေမဟုတ်ဘူး နော်ကျမကဒါရီနဲ့ပတ်စံရှာစားလို့ attention ရအောင်လို့မလို့ view ပေါက်အောင်လို့မလို့ကျမက attention လုပ်ပြီးတော့မှပြောနေတာမျိုးမဟုတ်ဘူးနော်ကျမတကင်းကိုယင်ထဲကစေတနာမြင့်တာနဲ့ကျမတို့ကလည်းဟိုလိုတဲ့သူလဲယူပြီးတော့မှကျမတို့စင်ကြင်လို့ရအောင်တွေးတောလို့ရအောင်အတွေးခေါ်တွေကို sharing caring လုပ်တဲ့သဘောပဲဒီသဘောနဲ့ပဲပြောတာဆင်အောင်လို့တာလည်းမဟုတ်ဘူး သူတိသူတက်လည်းမဟုတ်ဘူးเนาะအေးသူတိသူတက်သူတိသူတက်ဆိုတဲ့အကြောင်းအရာတော့ပြောရမယ်ဆိုလို့ရှိရင်เนาะစကားတွေအများကြီးပြောရဲဆိုတာတိမာတက်မာတော့ပြောလို့ရတယ်ဒါတော့မြင်းမြတ်မှတ်ထားမတိပဲမတက်ဖဲနဲ့တော့ပြောလို့ရှိလို့ရှိရင်အဲ့လိုမျိုးအောက်တန်းစားစကားတွေအစင်းအဆူအရင်းဆိုင်တွေပဲထွက်လာမှာတိလို့တက်လို့အကျိုးအကြောင်းစီလင်ော်စွာနဲ့ presentation ကောင်းကောင်းနဲ့တင်ပြနိုင်တာ စာဖတ်အားကောင်းထားမှတင်ပြနိုင်တာအဲ့တော့မတိမတက်ပဲနဲ့ပြောတယ်ဆိုရင်ခုနလိုရိုင်းရိုင်းဆိုင်ဆိုင်နဲ့ personal attack လုပ်ပြီးတော့မှနေရဘာကောင်မှလဲနေရဘာကောင်မှမလို့လဲနေရဘလို့ဖြစ်လဲဆိုတော့အဲ့လိုမျိုးအရင်မရအဖက်မရအောက်တန်းစားစကားတွေပဲထွက်လာမှာ နော်နင်တိနင်တက်လားဆိုဟုတ်တယ်နင်တိနင်တက်မှာပြောလို့ရတာနင်မတိနင်မတက်ရင်ပြောလို့မရဘူးကျမတို့စကားပြောဆွမ်းရည်ဆိုတာတိမှာတက်မှာစာဖတ်အားတွေနာမှာဘဟုတုတတွေပြည့်စုံမှာစင်ညာုံတရားတွေနဲ့မှာကျမတို့ကဒီလိုမျိုးမှာပြောလို့ရတာမဟုတ်လို့ရှိရင်တော့အယုဒ္ဓအနတ္တတွေနဲ့အရင်ဆိုင်စကားတွေပဲပြောလို့ရမှာအဲ့တော့လွန်ရင်ယူမလွန်ရင်မယူနဲ့ Facebook ပေါ်မှာ TikTok ပေါ်တွေမှာ ဘလော့ဆိုတဲ့ခလုတ်ဟာအလကားထထတာမဟုတ်ဘူးမမြင်ချင်းဘလော့သွားလိုက်အင်းနိဒီဒီကောင်မကမမြင်ချင်းလို့ဘလော့လဲတက်တက်လာတယ်ဆိုတော့ဟုတ်တယ်ကျမရဲ့စကားတွေကိုသဘောကျလို့မလို့ကျမရဲ့ fan ဆိုပြီးတော့မှလှုပ်ထားတဲ့အကောင့်ပေါင်းများစွာရှိတယ်ကလေးတွေသူတို့ကတော့ monetization လေးတွေစားပြီးတော့မှကျမရဲ့ speech လေးတွေကိုပြန်တင်ကြတဲ့ကလေးတွေရှိတယ်။ကျမကိုမှီပြီးတော့မှသူတို့စာဝိနေရေးကိုရိုးသားစွာရှာဖွေနေကြတဲ့ကလေးတွေရှိတယ်။ကျမရဲ့ speech တွေကိုပြန်တင်ရင်အဲသူတို့ရဲ့အကောင့်လေးတွေကပတ်စံဝင်တယ်ဒေါ်လာလေးတွေဝင်တ င်အဲ့ဒီရဲ့အကောင့်နေတော့မြင်နေရလိမ့်မယ်မမြင်ချင်အဲ့ဒါတွေပါဘလော့သွားနော်ဆိုတော့အဲ့လိုတော့ရှိတယ်အဲ့တော့ကျမတို့တွေကတဦးနဲ့တဦးနဲ့ပြောဆိုဆွေးနွေးကြရတယ်ဆိုတဲ့နေရာမှာအစင်တန်းရှိရှိပြောဆိုပါဆွေးနွေးပါ personal attack လုပ်ပြီးတော့မှရိုင်းရိုင်းဆိုင်ဆိုင်နေပြောဆိုနေတယ်ဆိုတာကကိုယ့်ရဲ့ living standard လည်းနေမရရောက်ပါတယ်ဟုတ်တယ်နော်ဆိုတော့ငါကတော့နင်ဒါပြောတဲ့ဟာကိုဒါကြောင့်မလို့လက်မခံဘူးကျမလည်းအမြင်နဲ့ပြောတယ်လीဒါကတော့ဒီလိုဖြစ်ရင်မှားတယ်ဒါကတော့ဒီလိုဖြစ်တဲ့နေ နော်ဒါကတော့ဒီလိုလေးဆိုရင်တော့လိုနေသေးတယ်ဒီလိုဖြစ်တဲ့နေဒါကတော့မဖြစ်တဲ့ဘူးဒါကတော့ဖြစ်တဲ့နေအကျုံးအကြောင်းစီလျော်စွာနဲ့ဖြစ်တဲ့ဖြစ်တိုက်တာနဲ့ကိုចောင်းကျိုးစီလျော်စွာတင်ပြတယ်လीဟုတ်လားကျမပြောတာမှားတယ်ဆိုလဲကျမကိုចောင်းကျိုးစီလျော်စွာနဲ့ပြန်ပြီးထောက်ပြဒါဆိုရင်ကျမလည်းပြန်စဉ်းစားမှာပေါ့ဩဟုတ်တယ်ဒါဆိုရင်တော့ငါဒီလိုလေးလိုအပ်သွားတယ်ဒါဆိုရင်တော့ငါမဟုတ်ဘဲနဲ့ရိုင်းရိုင်းဆိုင်းဆိုင်းနေနေကြတဲ့ခါကျတော့ personal attack လောက်တာဖြစ်တယ်เนาะဆိုတော့အော် ပါစနယ် attack လုပ်တယ်ဆိုရမှာလင်းအတိုင်းအတာတစ်ခုထိရှိတယ်ပါစနယ် attack လုပ်ကြတယ်ဆိုတာမှာเนาะအာကျွန်တော်တို့အောင်မြင်နေတဲ့သူတိုင်းကြော်ကြားနေတဲ့သူတိုင်းကိုငါတို့ဆဲရင်တော့ခံရမှာပဲဆိုတဲ့အတွေးမျိုးဆိုအရင်မှားသွားလိမ့်မယ်เนาะဆိုတဲ့ခါကျတော့ဟိုတဖက်လူခံနိုင်တဲ့အတိုင်းအတာထိပဲဆဲဆိုရိုင်းဆိုင်ကြတာကောင်းတယ်တဖက်လူခံနိုင်တဲ့အတိုင်းအတာကနေကြော်လွန်ပြီးဆဲဆိုရိုင်းဆိုင်ကြတယ်ဆိုရင်တရားတစ်ပေါင်နေဖြစ်လာတယ်ဆိုရင်ကျွန်မပြောပြမယ်တရားတစ်ပေါင်ဖြစ်တယ်ဆိုတော့အလကားဖြစ်လို့မရဘူး ်နော်ကျမဟိုတလောကသတင်းစာတွေထည့်တယ်လို့ပြောပါအောင်လားနော်သတင်းစာတွေကိုကျမအကောင့်အတူတွေဖြစ်တာရင်ကျမကိုဒီလိုမျိုး personal attack လုပ်တဲ့ဟာတွေလွန်လွန်ကျွကျွလုပ်လာတဲ့ဟာတွေအတွက်ကိုပုံမှန်၅ခုနဲ့ရှေ့နေကရေးပြီးတော့မှသတင်းစာထဲမှာထည့်တယ်ဘောင်းဝင်အောင်ထည့်ထားပြီးသားသတင်းစာထဲမှာဘာမှတရားဆွေးနဲ့အစ်စ်နေလည်းမပါဘူးဘာမှကိုမလုံရသေးဘူးနော်သတင်းစာထဲမှာကြော်ညာထည့်ယုံမယ်ရှေ့နေက၁၀သိန်းရှေ့နေ၂ယောက်စာသတင်းစာကြော်ညာက၄သိန်း၈တောင် 14သိန်းနဲ့8000ကုန်တယ်။ဘာမှမလုပ်ရသေးဘူး။နော်။အဲ့တော့အမှုခင်းနေဖြစ်တယ်တရားတစ်ပောင်နေဖြစ်တယ်ဆိုငွေကုန်ကြေးကြတွေလည်းများပါတယ်။နော်။ဟုတ်လား။ငွေကုန်ကြေးကြတွေလည်းများပါတယ်။အဲ့တော့ဟိုဘာမှမဖြစ်ကြတာကောင်းတာပေါ့နော်ဒါကြောင့်မလို့စကားတွေကိုစီးလုတ်ဝါလွတ်နဲ့မပြောကြဘူးနော်စီးလုတ်ဝါလွတ်နဲ့မတိုက်ခိုက်ကြဘူးဟုတ်တယ်လားအခုဆိုဆဲဆိုတိုက်ခိုက်နေတဲ့သူတွေကြိလိုက်လို့ရှိလို့ရှိရင်ကျွန်မခုနကပြောတာတရားစရိတ်မပြောနဲ့ကိုဟာကိုမနဲ့ထမင်းညာထမင်းနောက်မှာနဲ့မမှန်ဘူးနော်ဟိုဒီမှာ ဖုံးပေထည့်ပြီးတော့မှတထောင်ထည့်ပြီးတော့မှလိုင်းမော်တက်ပြီးတော့မှလူတွင်ကျဲလုတ်ပြီးတက်ဆဲနေကြတဲ့သူတွေကြီးပဲတွေ့လိုက်လို့ရှိလို့ရှိရင် နော်ဆိုတဲ့ခါကျတော့လေတရားတပောင် ဖြစ်ပြီဆိုရင်နောက်တခါနိုင်ငံများနေပေါ့နော်အထူးသဖြင့် time back ကနေဆိုတချို့ကလေးတွေဆိုကြိလိုက်လို့ရှိရင်ကလေးလေးတွေကြိလိုက်တာနဲ့တိပါတယ်ဘယ်လိုနေရာမျိုးကနေဘယ်လိုကနေဆိုပြီးဆဲဆိုရိုင်းဆိုင်နေတဲ့ကလေးတွေကိုစားဝင်နေရင်တော့မနှင်းယုံကန်နေကြရတာငါတို့ကတော့ time ကနေနေလို့မလို့လွတ်တယ်လို့လည်းမထင်နဲ့နော်တကယ်တကယ်တွေ့လာဟုတ်တလောဆို time မှာလဲတယောက်နဲ့တယောက်နဲ့တရားရင်ဆိုင်ကြရတယ်ဆိုလို့ရှိရင်တရားယုံမှာတောင်းပန်ရတာတွေပါတယ်မြင်နေတွေ့တယ်မလားနော်ဆိုတော့လေအဲ့တော့ကျမတို့က personal attack မဟုတ်ဘဲနဲ့တခုခုဆိုလို့ရှိရင် ကြိုးချောင်းစီလျော်စွာနဲ့အချက်နဲ့အလက်နဲ့အထောက်အထားနဲ့အကိုးအကားနဲ့ပြန်ပြီးတော့မှပြောကြပါနော်။ယောက်ျားကြီးတွေတမ်းမဲနဲ့ဆဲနေဆိုနေတဲ့သူတွေတွေ့တယ်နော်။တွေ့တယ်တွေ့တယ်သိလားတွေ့တယ်။လူစိုးတွေတော်တော့ဟုတ်ပြီလားနော်။อืม